်ဟယ်လိုအားလုံးမင်္ဂလာပါဖိုးဘောမချန်ကနေကြိုဆိုပါတယ်ချယ်ဆီရဲ့နီးပြအန်ဆိုမာရက်စကာကတော့ကျွန်တော်တို့အနေနဲ့သူ့ရဲ့ဗောနောပွဲပြီးပြောစကားကြောင့်လက်ရှိချယ်ဆီပြည်သက်တီဂျားထဲမှာပြင်းပြင်းထန်ထန်ဆိုသူတို့ကျွန်တော်ဝေဖန်ခံနေရတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ ဆိုတော့အားလုံးလည်းသိတဲ့အတိုင်းပဲ Chelsea ကကျွန်တော်အနေနဲ့ Fulham နဲ့ကစားကြတဲ့ပွဲမှာ1-2ဆိုတဲ့ရလနဲ့ comeback ပြန်လာနိုင်ခဲ့တယ်။ဒါ Petro Neto ရဲ့ goal နဲ့ပေါ့နော်။ comeback ပြန်လာနိုင်ခဲ့ပြီးတော့အနိုင်ရသွားတယ်။အဲ့ဒီပွဲနိုင်ပွဲရသွားတဲ့အတွက် DRD Premier League ကနေ1-5တိ5နေရာ Champions League ဝင်ခွင့်ရနိုင်မယ့်အနေအထားမှာ Chelsea ကလည်းအဆင့်5နေရာကိုတက်လှမ်းလာတယ်ပေါ့လေ။အဆင့်6က Nottingham Forest နဲ့သူတို့ကြားထဲမှာအမှတ်တူတူကျွန်တော်ဖြစ်သွားပြီးအဆင့်9က Aston Villa နဲ့လည်းအမှတ်တူတူကျွန်တော်ဖြစ်သွားပြီး ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ essential ကဘုံမောင်းနေတာရှစ်မှတ်လောက်ထိကျွန်တော်ကွာသွားတာဆိုတော့ပြောရင်ကကျွန်တော်တို့ Chelsea အနေနဲ့ Champions League ဝင်ခွင့်ရနိုင်မဲ့နေရာဖြစ်တဲ့အဆင့်9နေရာတွင်ကိုပြန်ဝင်လာနိုင်ခဲ့ပြီဒါဟာ Chelsea အတွက်တကယ်ကောင်းတဲ့အချက်တစ်ခုပေါ့နော်ဒါပေမဲ့လို့ Chelsea ပြည်သက်တီကတော့လုံးဝအမှန်ကန်ဝေဖန်ခံနေရတယ်အဝေဖန်ဝေဖန်နေကြတယ်ပေါ့နော်ဆိုတော့ဝေဖန်ခြင်းလဲဝေဖန်ခြင်းစရာပဲဆိုတော့သူဘာပြောထားလဲဆိုတော့ Ansu Mares ကပေါ့နော် လွန်ခဲ့တဲ့၃နှစ်ကိုပြန်ကြည့်မယ်ဆိုရင်တဲ့ Chelsea က Champions League ဝင်ခွင့်ပဲဒုံးကမှမရခဲ့ဘူးပေါ့လွန်ခဲ့တဲ့၃နှစ်မှာပေါ့နော်ဆိုတော့ဟိုဒီယာဒီကိုကြည့်မယ်ဆိုရင်เนาะယာဒီကုန်တဲ့အခါမှာဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာဒီယာဒီကိုကြည့်ရင်လုံးဝယာဒီဟာယာဒီကောင်းတစ်ခုဖြစ်ပြီးသွားပြီပေါ့နော်ဖြစ်နေနေပြီယာဒီကောင်းတစ်ခုကျွန်တော်ရှေ့လျှောက်ဘာတွေဖြစ်မလဲဆိုတာတွေကအရေးမပါတော့ဘူးเนาะဒါကောင်းတဲ့ယာဒီတစ်ခုဖြစ်နေပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်ဒီပွဲမှာ ပက်ထရူနေတူကအနိုင်ကူးသွင်းပြီးတော့အဆင့်၅နေရာကိုရောက်ခဲ့တဲ့အတွက်ဒါအပြောင်းလဲဖြစ်သွားစီမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဟိုအဓိကကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီပက်ထရူနေတူရဲ့ဂူးက Champions League ဝင်ခွင့်တနေရာအတွက်ဒါပို့ပြီးလိုက်တာပဲဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒါကိုချယ်ဆီပြိုင်သက်တည်းတင်းကြတာဗာလဲဆိုတော့လွန်ခဲ့တဲ့၃နှစ်မှာချယ်ဆီက Champions League တောင်မှဝင်ခွင့်ရတာမဟုတ်ဘူးငါတို့ဒီယာဒီလိုမျိုးကစားနိုင်နေဆိုတာကကောင်းလွန်နေပြီ နော်ဆိုတော့ Champion League ဝင်ခွင့်ရာဒီကုန်မှာရာဒီဖြစ်စေမရာဒီဖြစ်စေရာဒီကောင်းတကူဖြစ်နှင်ပြီးနေပြီဆိုပြီးတော့သူကပြောထားတာအဲကျွန်တော်ကတော့ဟိုအဲ့ဒါကအတိတ်အတိတ်ပဲရှိတယ်လို့မထင်ဘူးဒီလားအဓိကအဖြစ်ပြကျွန်တော်တို့ထားပါတော့သူရောက်စားတော့ကလည်းပြောတာကျွန်တော်မှတ်မိသေးတယ်အဲလက်ရှိပေါ့နော်တော့ဘူလီတို့ဘာတို့ကသူ့ကိုခန့်အပ်တဲ့နေရာမှာမဖြစ်မနေ Champions League ဝင်ခွင့်ရကိုရရမယ်ဆိုပြီးတော့တွန်းအားပေးထားတာမျိုးတောင်းဆိုထားတာမျိုးသူမရှိဘူးဆိုပြီးတော့သူပြောသွားတယ်လက်ရှိ Enzo Maresca ရဲ့လက်အောက်မှာ ။တကယ်တွေးကြံချက်စီကအမှန်ကန်ပြောင်းလဲထားတာ။ရှေ့နီးပြားတွေထက်ပူပြီးတော့တာတဲ့ရလတ်တီကိုကျွန်တော်ဘောနော်မာရက်စကာယူပြထားတယ်။တော်တော်လေးချီးကျူးစရာပါ။အတိုင်းမဲ့လို့နောက်ပိုင်းမှာဆိုလို့ရှိရင်သူ့ရဲ့ကစားဟန်တွေအပြောင်းလဲမလုပ်နိုင်တာ။ပြိုင်ဘက်ကိုအသာစီးမယူနိုင်တာ။တချို့နိုင်ရမဲ့ပွဲစဉ်တွေနိုင်ပွဲတွေပျောက်နေတာတွေနဲ့ပတ်သက်ပြီးတော့ကစားပုံတွေကလည်းအပြောင်းလဲမရှိတာနဲ့ပတ်သက်ပြီးပြိုင်သက်တွေကတင်းနေကြတာ။အဲ့ဒီထဲကမှငါတော့အေးဒီယာဒီမှာချန်ပီယံစ်လိဝင်ခွင့်မရလဲဘာမှမဖြစ်ဘူးဆိုတာကြီးက ဒါကြီးကမင်းတော်တော်တိုင်ပတ်တယ်စကယ်လုံးကြီးကြည့်ကြပါလို့လဲဆိုတော့သူပြောတာကိုကျွန်တော်ကြည့်လေလွန်ခဲ့တဲ့3နှစ်တောင်မှချန်ပီယံလိဂ်ကိုချယ်ဆီကကံွက်မှမရတာနော်ဒီယာဒီနဲ့ကျွန်တော်ရှင်းကြည့်ရင်ဒီယာဒီကယာဒီကောင်းတစ်ခုတောင်ဖြစ်ပြီးနေပြီဒါမျိုးသူပြောထားတာဗျာဆိုတော့ဟိုအခုဟာကအဲ့လိုဖြစ်တင်မနေဘူးနော်နီးပြားတယောက်အနေနဲ့ okay ငါတို့ရဲ့ရည်ရွယ်ချက်ကတော့ Champions League ဝင်ဝင်ရကိုရမယ်လက်ရှိမှာလည်း Champions League ဝင်ဝင်ရနိုင်မယ်အဆင့်၅ကိုရှိနေပြီဒီတိုင်းဆက်သွားကိုသွားမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေတာ ဆိုတော့အခုကဟိုသူတို့ Champions League ဝင်ခွင့်နေရာတနေရာမှာတော့ရှိနေတယ်။ဒါပေမဲ့လို့ယာဒီကိုမှာဘာဆက်ဖြစ်မယ်မယ်သူ့ကိုယ်သူမတည်ကြတဲ့အတွက်ကာဘာလုတ်ပြီးတော့ကြိုပြောထားတယ်လို့ကျွန်တော်ဖြစ်နေတာ။ဆိုတော့ Anzo Maresca စီကနေပြီးတော့ဒါမျိုးကြီးတိတ်ဖြစ်တဲ့နယ်လို့ကျွန်တော်မထင်ဘူး။အခုလက်ရှိကသူတို့မှာ chance ကအများကြီးကျွန်တော်ရှိတယ်။လက်ရှိအဆင့်9မှာဗျာကျွန်တော်အဆင့်9မှာ59မှတ်ရထားတဲ့အဆင့်4က Manchester City နဲ့တစ်မှတ်ပဲကွာတဲ့။အဆင့်3က Newcastle နဲ့နှစ်မှတ်ပဲကျွန်တော်ကွာတဲ့။ အဆင့်3ကနော်ဒီ Newcastle နဲ့သူတို့ဂျားထဲမှာနှစ်မှတ်ဖြစ်ကျွန်တော်တို့ကြွားတယ်ဗျာဒါအပြင်အဆင့်9က Aston Villa နဲ့သူတို့ဂျားထဲမှာတော့အမှတ်ကွာမှုမရှိဘူးသူတို့မှာယာဒီကုံ Champions League ဝင်ခွင့်ရဖို့အခွင့်အရေးအကြီးကြီးရှိတယ်ဒါကြီးကအခုလက်ရှိပွဲစဉ်33ပွဲကစားပြီးသွားတဲ့အချိန်ဒီရောက်လာတာမလွယ်ဘူးဗျာတရားစီလုံးဖြစ်တန်းလာတာအဲ့လိုအနေထားကြီးမှာမှငါတို့ကတော့ Champions League ဝင်ခွင့်မရလဲပြဿနာမရှိဘူးနော်ဟိုဒီယာဒီကယာဒီကောင်တို့ခုဖြစ်နေပြီးနေပြီဆိုပြီးပြောတာကြီးကအာယုံတော့ကျွန်တော်စားတယ်စဉ်းစားကြည့်နော် ကစားမားတွေအမှန်ကန်အခြားအသိဉာဏ်နဲ့အပြိုင်ကျိုးပန်းလာရပြီးတော့ဒီချိန်မှာဒီလူစကားမျိုးပြောတယ်ဆိုရင်အကယ်လို့ပြလာမဲ့ပွဲတွေအရေးကြီးတဲ့ပွဲတွေမှာချယ်ဆီကနိုင်ပွဲတွေယူတဲ့ပွဲစဉ်တွေမယူနိုင်တော့ဘဲနဲ့ယာဒီကုံမှာချန်ပီယံစ်လိဝင်ခွင့်မရခဲ့ဘူးဆိုလို့ရှင်ဘလို့ရှင်တာဖို့ကျွန်တော်ကောင်းပါတယ်အမှတ်ဒီအများကြီးကွာနေတယ်ဆိုထားအောင်တော့အမှတ်ဒီအများကြီးကွာနေတယ်ဆိုအခုကပြောထားအောင်တော့အခုကချန်ပီယံစ်လိဝင်ခွင့်နေရာထဲမှာเนาะကျွန်တော်အာမခံချက်မရှိသေးတာပဲကျွန်တော်ရှိတာဒါအပြင်ချယ်ဆီရဲ့ပေါ့နော် သူမရောက်မလာခင်နွေရာသီအပြောင်းရွှေ့တီကျွန်တော်ကြည့်ရင်တန်းတွေကယာချီတုံးထားတာတော့ပိုလီလက်အောက်မှာကိုပဲငွေတွေကအများကြီးတုံးထားတာဘာလို့လဲရှင်းရှင်းလေးရပြလွန်ခဲ့တဲ့၃နှစ်ကအချီနီနဲ့မတူအောင်လို့သူပြောသလိုလွန်ခဲ့တဲ့၃နှစ်ချန်ပီယံလေးဝင်ခွင့်ချယ်ဆီကရမထားဘူးမှန်းနေဒါပေမဲ့လို့အဲ့ဒီပုံစံအတိုင်းထပ်မဖြစ်အောင်လို့ဒူအသင်းကိုအမှန်ကန်ပြီးပြောင်းလဲထားတာအဲ့ဒီပုံစံနဲ့မဖြစ်အောင်လို့အန်ဇိုမာရက်စကာကိုခေါ်ပြီးတော့နေရာတွေပေးထားတာနော်ဒီတက်ပူကောင်းတဲ့အချီနီမျိုးတွေမြင်ချင်လို့ အန်သူမာရစ်ကကိုနေရာပေးထားတာနီးပြားတယောက်စီကဓာမျိုးအတန်ထွက်တာကနည်းနည်းတော့မှားတယ်သိတယ်မလားကိုအသင်းကတကယ်လည်းပဲချမ်းရှိနေတယ်ဗျပွဲစဉ်ကလည်းတိတ်ကြံတော့တာမဟုတ်ငါးပွဲလောက်ပဲကျွန်တော်ကျန်တော့တာငါးပွဲလောက်ပဲကျွန်တော်ကျန်တော့တဲ့ချိန်ကိုတိုင်းကလည်းချန်ပီယံလိစပေါ့တနေရာရနေတဲ့ချိန်မှာဟိုကစားမားတွေကိုကျွန်တော်တို့ဗောနော် okay ငါတို့ကတော့မဖြစ်မနေချန်ပီယံစ်လိဝင်ဝင်ရမားကိုဖြစ်မှာဟေ့ဆိုတော့နော်ကျွန်တော်ကစားခြင်းစိပောက်အောင်အမှန်ကန်သူတို့အနေနဲ့နီးပြားကိုယ်တိုင်ကအမှန်ကန်ပြောရမှာအခုကက နော်ဟိုငါ့ကိုဘယ်သူမှတွန်းအားပေးမထားဘူးပေါ့ချန်ပီယံစလိဝင်ခွင့်ရမရဘူးကနော်ဟိုပြီးရင်အဆင်ပြေရသွားမယ်အဆင်မပြေရင်လည်းမရဘာမှမဖြစ်ဘူးနော်အခုຢာဒီကຢာဒီကောင်းတစ်ခုဖြစ်ပြီးနေပြီဆိုတဲ့ပုံစံမျိုးသူပြောထားတာဘယ်လိုမှန်ကိုချင်နေမကောင်းဘူးချန်ပီယံစလိဝင်ခွင့်ရမယ်ဆိုလို့ရှိရင်ခုမှအည်သွေးရှိတဲ့ကစားမားတွေဆက်ပြီးတော့နေချင်းစိတ်ပေါက်မယ်နော်ပြီးလို့ရှိရင်အပြောင်းအရွှေ့ထက်လုံမယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့တခြားအသင်းအနေနဲ့အပြိုင်ကျွန်တော်တို့ဒါကောင်းကောင်းမွန်မွန်လုပ်ခွင့်ရမယ်။ Mares ကအနေနဲ့လည်းဒီလောက်ထိသူ့အပေါ်မှာ investment တွေငွေကြေးတွေအများကြီးသုံးပေးထားတဲ့အတွက် Titan နဲ့ကျွန်တော်တို့နေတယ်ပေါ့နော်။ဒီ Champions League ဝင်ခွင့်ရနိုင်မယ်။ဒါဒီကျွန်တော်အမှန်ကန်ဖြစ်တင်ဆုံးအရာ။ဟုတ်တယ်မလား။အခုကမရလဲဘာမှဖြစ်ပါဘူး။ငါတို့ကရာသီကောင်းတစ်ခုဖြစ်နေပြီဆိုပြီးတော့ပြောတာကြီးကနည်းနည်းတော့ဒါကြောင့်လည်း Chelsea Chelsea ပြည်သက်တည်းရဲ့ဘက်ကတော်တော်လေးလက်ရှိ Mares ကနဲ့ပတ်သက်လို့နောက်ပိုင်းမှာသဘောမကျကြတော့တာပေါ့နော်။ဟိုဘယ်လိုပြောမလဲ။အပြောင်းလဲတွေမလုပ်တာ ထုတ်တဲ့နဲ့ကစားမတွေမထုတ်တာထားပါတော့ခိုးပါမဟာအင်ပါတန်ရေးကြီးတဲ့ကစားမဆိုပေမဲ့ဒီယာဒီမှာပြီးခဲ့တဲ့ယာဒီကတော့ Chelsea ပေါ်မှာအကျိုးပြုနိုင်ခြင်းရှိမနေဘူး။ဒါမှမဟုတ်ပေါ့နော်ခိုးပါမဆိုလို့ချင်းတချို့နေရာတွေပွဲဒီပါအပြောင်းလဲကျွန်တော်တို့မလုပ်တာတွေနဲ့ပတ်သက်ပြီးတော့လည်းပြဿနာတွေတက်နေတယ်။နော်ဆိုတော့ဟိုဆစ်ဆန်ချူကူပေါ့နော်ပွဲကစားခွင့်အမြဲတမ်းနှီးပါပေးနေတာနဲ့ပတ်သက်ပြီးတော့လည်းအဲ့ကျွန်တော်တို့ဒါပြက်တနာတွေကျွန်တော်တို့တက်နေတာပဲဝေဖန်မှုတွေကျွန်တော်တို့ခံနေရတာပဲအဲကြောင့် Chelsea မှာကတော့ Mares ကကိုဝေဖန်နေကြတာတွေခင်များများဆိုလက်ရှိတယ်ပဲအဲ့ဒီ ပွဲရကိုကခမ်းဘက်ပြင်လာတာတော့မှကစားမတွေကိုအားတက်တယ်ရောကျွန်တော်ဖြစ်အောင်လောက်ရမယ့်နေရာမှာသူကဒါမျိုးပြောချလိုက်တော့ပရိသတ်ကြီးကြားထဲမှာပြောစရာဖြစ်လာတယ်။ဒါကြောင့်လက်ရှိဆိုရှယ်မီဒီယာမှာတော့ Chelsea ပရိသတ်ကြီးက Okay ငါတို့ဒီအားဒီ Champions League ဝင်ခွင့်ရရင်ရမရလို့ရှင်တော့ Maresca ကိုထုတ်သိမ့်ပြီးဟေးဆိုပြီးတော့ပြောနေကြတာတွေကျွန်တော်အများကြီးရှိလာတာ။ဘာလို့လဲဆိုတော့ဟိုသူသူကိုယ်တိုင်ကပေါ့နော် Chelsea ကို ဟိုဘာအသင်းမင်းထင်နေလဲမသိပါဘူးကျွန်တော် ပြောရရင်ကဟိုဘယ်အသင်းမင်းကျွန်တော်ကြည့်ကြည့်ပေါ့ Premier League Top City တွေမှာဆိုလို့ရှိရင်အသင်းတိုင်းကပူကောင်းရမယ်ပူကောင်းရမယ်ငါတို့ရာသီများအခွင့်အရေးယူပြီးတော့ကိုကောင်းတဲ့နေရာတွေယူနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေရမှာ Chelsea ဆိုတာမျိုးကသူများအသင်းနေလူမျိုးပေါ့နော်၄၅နှစ် project project ဆိုတဲ့ပုံစံနဲ့တွားလေးရှိတာမဟုတ်ဘူးเนาะနီးပြအပြောင်းလဲတွေလုပ်မယ် investment တွေလုပ်မယ်ဖလားတွေယူမယ်ကြမယ်နောက်ရသည် okay ပြန်ပြင်မယ်ဒါမျိုးတွားတာ Mareska ရဲ့လက်အောက်မှာဗျာကျွန်တော် Chelsea ဘက်ကလက်ရှိ လွန်ခဲ့တဲ့နှစ်တွေမှာ Champions League ဝင်ခွင့်မရတဲ့နေရာကနေ investment ကြီးအများကြီးလုပ်ပြီးတော့ဝင်ခွင့်ရအောင်ပြန်ကျူးပန်းနေတာအဲ့ဒါမလားเนาะကျွန်တော်ဒါ Chelsea ပြားတိလားเนาะ Leicester City တို့ဘာလို့ကျွန်တော်မဟုတ်ဘူးเนาะကျွန်တော်ဖြစ်တင်နေပေါ့เนาะပို့ပြီးတော့ဒီထက်ပို့ပြီးတော့ကျွန်တော်ဒါဟိုဘယ်ပြောမလဲပို့ပြီးတော့ဗာလဲလောက်ကင်ချင်းစိတ်တွေเนาะကျွန်တော်မြင်ရမှာကျွန်တော်ဖြစ်မှာအခုကငါတို့က AC ပဲဒီအတိအကောင်းနေပြီးနေပြီမဝင် Champions League ဝင်ခွင့်မရလဲပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာเนาะဆိုတော့ဒါကြောင့် Mares Carney နဲ့ သူရောက်နေတဲ့အတင်းက Chelsea ဆိုတာသူဘောပေါက်တင်နေပေါ့နော်ဒါပြင် Champions League ဝင်ခွင့်ကလည်းကိုယ့်လက်ထဲမှာရှိနေတဲ့အတွက်ဟိုရာသီကုန်တဲ့အခါကျလို့ချင်းဒီလိုမျိုးပြည်သူတွေဖြစ်မသွားဖို့အရေးကြီးတယ်နော်ဆိုတော့ဘာဆက်ဖြစ်မလဲတော့ကျွန်တော်ကြည့်ရမယ် Chelsea ပြိတဲ့အများစုကတော့ Maresca ရဲ့ပြောပုံဆိုပုံနဲ့ပတ်သက်ပြီးတော့ခံယူချက်တွေနဲ့ပတ်သက်ပြီးတော့တိတ်တော့သဘောမကျကြဘူးဆို Chelsea ပြိတဲ့တွေနေရော Enzo Maresca ရဲ့ဒီပထမဆုံးရာသီမှာလက်ရှိအခြေအနေအရရာသီကုန်တဲ့အခါ Champions League ဝင်ခွင့်မဖြစ်မနေရသင့်တယ်လို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်ဆိုလို့ချင်း မာရက်စကလက်အောက်မှာပြီးခဲ့တဲ့ရာသီတွေကတည်းကပူကောင်းပြီးသားဖြစ်နေတဲ့အတွက်ဝင်ခွင့်မရလဲပြဿနာမရှိဘူးလို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးတို့ပါတယ်